တချိန်လုံးကအနုပညာလုပ်တွေကိုတတူလောက်ခံခဲ့ကြတဲ့အနုပညာညီကိုမောင်နှမတွေဖြစ်ပေမယ့်အခုဆိုရင်တော့ယုံကြည်ရလန်းတွေကွဲလွဲသွားခဲ့ပြီးအမားတွေကိုအမှန်လုပ်ပြီးပြည်သူအပေါ်မှာအစိတ်ခတ်နေကြတဲ့မြန်မာနိုင်ငံမှာကြံခဲ့တဲ့အနုပညာရှင်တွေအပေါ်ပညာသားပါပါနဲ့ပြောဆိုလာခဲ့တဲ့တရုတ်ဆောင်ချစ်သူဝေမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်တဲ့အဆိုတော်ချစ်သူဝေကိုတော့ပရိသတ်တရားလုံးကဒီနေ့ဒီချိန်ရက်ထိချစ်ခင်နေကြအောင်မယ်လို့ထင်ပါတယ် တရုတ်ဆောင်ချစ်သူဝေဟာမြန်မာနိုင်ငံမှာအောင်မြင်တဲ့နည်းပညာရှင်တယောက်အဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့သူတယောက်ဖြစ်ပေမယ့်အာနာသိမ့်မှုကာလအစမှာပဲသမီးလေးနှစ်ယောက်ရဲ့လက်ကိုဆွဲကခင်မောဖြစ်သူလင်းလင်းနဲ့အတူလွမြောက်ရာနေမြေကိုရှောင်တိန်ခဲ့တာပဲဖြစ်ပါတယ်။လွမြောက်နေမြေမှာနှစ်အတော်ကြာနေထိုင်ခဲ့ပြီးတော်လန်ရဲ့အတွက်တက်ဆွမ်းသမျှပါဝင်ခဲ့တဲ့ချစ်သူဝေတို့မိသားစုဟာအခုလက်ရှိမှာတော့ခေလုံရနိုင်ငံတစ်ခုကိုရောက်ရှိသွားခဲ့ပြီးဆိုပေမယ့်တော်လန်ရဲ့အတွက်ရပ်တည်နေကြဆဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဂျပန်ရဲ့အတွဲမှာတော့မြဝတီရုပ်တံလိုင်းကနေမကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲရဲ့အတွဲဝါဒါဖြင့်ဇလန်တိုတပုတ်ရိုက်ကူးခဲ့တာဖြစ်ပြီးအဆိုပါဇလန်တိုထဲမှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမှုပညာရှင်တွေပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ တစ်ချိန်လုံးကအနုပညာအလုပ်တွေတူတူလုပ်ခဲ့ပြီးတရုပ်ဆောင်ခဲ့ကြပါပဲ။အခုဆိုရင်တော့ယုံကြည်ရလန်းတွေကွဲလွဲသွားခဲ့ကောင်းအစိပ်ပင်ကိုရေလောင်းပြီးတော့ပြည်သက်တွေအပေါ်မှာအသည့်တွေအတွေးတွေကိုမယုံနိုင်လောက်အောင်အစိပ်ခတ်နေခဲ့တဲ့နိုင်ငံကျော်တရုပ်ဆောင်တွေကိုချစ်သူဝေကအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ချစ်သူဝေကပြပြတသားနဲ့ရက်တည်ခဲ့တဲ့ကိုတွေကိုအစွန်းရောက်တစိမ့်တွေကတ်ခဲ့ကြတယ်။တန်ရောစင်ဆိုတာလူတိုင်းမှရှိတယ်။ ပြက်သားရမာတွေမပြက်သားနိုင်ကြတဲ့တော်လန်ရင်ညီကိုမောင်နှမတွေကိုလည်းဘာတွေများအပြေးယူရှိနေသည်လို့အသက်တွေဘဝတွေပြီးခဲ့ရတဲ့လူတွေရဲ့မျက်နှာကို မထောက်လောက်အောင်လူမှုရေးတွေတအားကောင်းချင်နေကြတာလဲလို့ကိုအောင်မသားမမှန်ရဲတာရေပေါ်စီတွေအောက်မှာကြတော့ wish တွေလှုပ်လိုက်တွေ့ရကတိုးဆက်ဆန်လိုက်နေတကယ်ကိုပြက်ပြက်သားသားမရက်တည်တဲ့ကားရားတွေနဲ့ခွာတော့ခွာနေကြတာပဲလူလဲမသိဘူးအဲ့ဒီလူတွေကတမျိုးဒါနဲ့ပဲတန်တရာကလဲနေတာ ဝိုင်းကော့လှုပ်ထားလဲတော်လန်ရင်းတွေကခေါင်းဆက်တစ်ခုနဲ့တွဲလဲကြိလိုက်တာပဲနားထောင်လိုက်တာပဲအားပေးလိုက်ရတာပဲတတိလေးနဲ့စင်စင်ကြပါအောင်ကွယ်ငါနဲ့သိရင်တော့ရှော်လိုက်မယ်ငါအကျိုးလေးရှိရင်တော့ရှော်လိုက်မယ်ဆိုတာမျိုးလေးတွေလည်းရှောင်ကြပါအောင်အခုတော့တဖြည်းဖြည်းနဲ့တော်လန်ရင်းကိုပါစော်ကားတက်လာကြတာမျိုးဒီလမ်းမှန်အတွက်အကုန်လုံးစွန့်ခဲ့ရဲဝန်းခဲ့တဲ့သူတွေကပဲတိုင်းပြည်ကိုဖျက်နေတယ်လို့မျိုးကြီးအထီးအပြောခံနေရတာကွာ။ ဘသူမှမသိရင်တော့ကိုလိပ်ပြတော့ကိုရှက်နေရမှာမဟုတ်ဘူးလားဟာဟုဆိုကပြောဆောင်ချက်သူဝေကပြောဆိုထားတာပဲဖြစ်ပါတယ်အခုလက်ရှိအခြေအနေရောက်အောင်မြင်တဲ့ဘဝတွေကိုဆွန့်ပစ်ခဲ့ပြီးဒေါ်လာရေးမှာပါဝင်နေကြတဲ့ဥပညာရှင်တွေကမှားနေတယ်လို့ပုံစံမျိုးဖြစ်နေခဲ့ကမြန်မာနိုင်ငံမှာကြံနေခဲ့ပြီးပေါ်ပေါ်နေပေါ်ပေါ်စာပြည်သူတွေကိုအစိတ်ခတ်နေတဲ့သူတွေကတော့ကောင်းနေတဲ့အောင်ဟန်ဆောင်နေကြတဲ့အပေါ်တရုတ်ဆောင်ချက်သူတွေကဘသူ့ကိုမှအာမနာတော့ပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်